အရက်မူးနေရင်ရဲက VIP လိုအိမ်ကိုပြန်လိုက်ပို့ပေးတဲ့နိုင်ငံတင်သာအရက်မူးနေလိုလမ်းမပေါ်မှာရိုင်းနေနေဖြစ်နေတဲ့အချိန်ရဲကတင့်ကိုလာဖမ်းပြီးတန်းရိုက်မဲ့အစားအိမ်ကိုအခမဲ့ပြန်လိုက်ပို့ပေးမဲ့နိုင်ငံတစ်ခုရှိရဆိုရင်ယုံနိုင်မှာမလားဒါဟာဟာသားတစ်ခုမဟုတ်ပါဘူးကမ္ဘာချမ်းသာဆုံးတဲ့ငြိမ်းချမ်းဆုံးနိုင်ငံတွေကတနိုင်ငံဖြစ်တဲ့ဆွစ်ဇာလန်နိုင်ငံရဲ့လက်တွေ့ဘဝပါပြီဒီနေ့မှာတော့ကျွန်တော်တို့နဲ့အတူတူပုံမြင်ဆန်းဆန်းလှပွားတဲ့ဆွစ်ဇာလန်နိုင်ငံရဲ့နောက်ခွေက တင်လုံးဝထင်မှားတဲ့တခါတလေမှထူးဆန်းတယ်လို့ထင်ရတဲ့လူနေမှုဘဝနဲ့စည်းမျဉ်းစည်းကမ်းတွေအကြောင်းပြောပြပေးသွားမှာဖြစ်ပါသည်။ပထမဆုံးအနေနဲ့ဆွစ်ဇာလန်ရဲ့တနင်္ဂနွေနေ့တွေအကြောင်းပြောပြကြပါမယ်။ကျွန်တော်တို့စီမှာတနင်္ဂနွေနေ့ဆိုတာငွေချင်းတွေနဲ့စူးစူးညံ့ညံ့ပြောပါကြအိမ်မှာလာစုပြီးတော့အတန်ကျဲကျဲနဲ့တခြင်းဖွင့်ကြတဲ့နေမျိုးတွေပါ။ဒါပေမဲ့ဆွစ်ဇာလန်မှာတော့ဒါရီအားလုံးရဲ့စန့်ကျင်ပါပါပြီ။တနင်္ဂနွေနေ့ဟာအနာယူခြင်းတွေအဖြစ်တရားဝင်သတ်မှတ်ထားပြီးဘလို့စူးညံ့မှုမျိုးကိုမှပြုလုပ်ခွင့်မရှိပါဘူး။ကိုယ်ဝိမမျက်ရည်ဆက်အသုံးပြုတာတူထူတာ ပုံစုပ်ဆက်အတန်းကျဲကျဲသုံးတာမျိုးကိုတော့မှလုံးခွင့်မပေးပါဘူး။ဒီစည်းကမ်းကတင်းကျပ်လွန်းတယ်လို့ထင်ရပေမဲ့သူ့ရဲ့အပြန်အလှန်နေနဲ့ရရှိလာတာကတနိုင်ငံလုံးအတိုင်းအတာနဲ့တိတ်ဆိတ်ငြိမ်သက်ပြီးအေဂျင့်နဲ့အနားယူခြင်းကိုအပြည့်အဝရရှိစေတာပါပဲ။စိတ်ပီစီမှုတွေနဲ့ပြည့်နေတဲ့ဒီကဘာကြီးထဲမှာဒီလိုငြိမ်းချမ်းတဲ့နေ့တစ်နေ့ကိုပိုင်ဆိုင်ရတာဟာတကယ်ကိုတန်ဖိုးရှိတဲ့အရာတစ်ခုပါပဲ။နောက်တစ်ချက်ကတော့သူတို့ရဲ့တည်ယူပို့ဆောင်ရေးစနစ်ပါ။ဆွစ်ဇာလန်မှာရထားတွေဘတ်စ်ကားတွေလိုမျိုးအများပြည်သူသုံးတည်ယူပို့ဆောင်ရေးစနစ်ဟာအခမဲ့နေပါပါပဲ။ အခမဲ့လို့ပြောလိုက်ရင်တင်အံ့ဩသွားနိုင်ပေမဲ့တကယ်တော့ဒါဟာပြည်သူတွေပေးဆောင်ထားတဲ့အခွင့်အရေးတွေကနေကြာခံသုံးဆွဲတာပါဆွစ်ဇာလန်ဟာအခွင့်အလွန်ကြီးတဲ့နိုင်ငံတွေကတစ်ခုပါပဲဒါပေမဲ့သူတို့ပေးရတဲ့အခွင့်နဲ့ပြန်ရတဲ့ဝင်ဆောင်မှုက လုံးဝတန်တယ်လို့ဆိုနိုင်ပါ ರೀ လန်နီဟာအမြဲတမ်းတန်ရှင်းတောက်ပြောင်ပြီးဥရောပရဲ့အလားဆုံးလို့တင်စားရလောက်တဲ့တောင်းတန်းနေရေကန်ပြပြတွေကိုဖျက်တမ်းသွားတဲ့ယထာခီးစင်တွေကတင့်ကိုဒဏ္ဍာရီကဘာတွေရောက်သွားစေတယ်လို့မျိုးခံစားရမှာပါအလောက်ကိုင်းနဲ့ပညာရေးဘက်ကိုကြည့်လိုက်ရင်လည်းစိတ်ဝင်စားစရာပါပဲ ဆွစ်ဇာလန်မှာအလုပ်တစ်ခုရဖို့အတွက်ဘွဲဒီဂရီကြီးကြီးမားမားတွေကတိတ်အရေးမကြီးပါဘူး။သူတို့အဓိကတန်ဖိုးထားတာကသင်ဟာအလုပ်လုပ်ဖို့အစင်သင်းဖြစ်နေပြီလား။အချိန်ဩတီတီကြာကြာလေးစားသလားဆိုတာပါပဲ။ဒါအပြင်သူတို့ဟာနိုင်ငံသားတွေကိုအလုပ်ခန့်မှုလဲဝင်မလေးကြသလိုလာစာနဲ့ခန်းစားခွင့်တွေကိုလည်းအလွန်ရရရရပေးလေးရှိပါသေး။ဒီထက်ပိုကောင်းတာကအစိုးရကပြည်သူတွေကိုကလေးယူဖို့အားပေးတဲ့အနေနဲ့ကလေးမွေးဖွားတဲ့အခါမှာမိဘတို့အုပ်ကိုအလုံးလုံးစီရမလို့ပဲတစ်နှစ်တာလုံးထောက်ပံ့ကြေးပေးထားပါသေး။ဒါဟာ နိုင်ငံသားတွေရဲ့ဘဝအခြေအသွေးကိုဘလောက်တောင်မှအလေးထားတယ်လဲဆိုတာပြသနေတာပါပဲ။ဆွေဇလန်ရဲ့တန်ရှင်းမှုအကြောင်းကိုတော့ခြံထားလို့မရပါဘူး။သူတို့နိုင်ငံဟာကမ္ဘာအတန်ရှင်းဆုံးနိုင်ငံတွေကတနိုင်ငံဖြစ်ပြီးညဉ့်ဉန်းမှုလုံးဝကင်းစင်လို့နေပါပါပဲ။ဒီတန်ရှင်းမှုကိုထိန်းသိမ်းမှုအတွက်စည်းကမ်းချက်တွေကလည်းအလွန်တင်းကျပ်ပါလိမ့်။တင်းသာလမ်းမပေါ်မှာအမိုက်ရစားဖြစ်ချမိလိုက်ရင်ဒဏ်ငွေတွေမဟုတ်ဘဲနဲ့အလုံချမ်းနဲ့ထောင်တဲ့တစ်နှစ်အထိကြာခံရနိုင်ပါလိမ့်။တစ်ဖက်မှာဒီလောက်တင်းကျပ်ပေမယ့်နောက်တစ်ဖက်မှာတော့လူသားဆန်တဲ့စည်းမျဉ်းတွေလည်းရှိလို့နေပြန်ပါလိမ့်။ အစားကကျွန်တော်ပြောခဲ့သလိုပဲတင်းသားမူးနေရင်ရဲကိုဖုံးဆက်ခေါ်လိုက်ပါသူတို့ကအတင်းကိုဘေးကင်းအောင်အိမ်ပြန်လိုက်ပို့ပေးပါလိမ့်မယ်ဒါဟာပြည်သူတွေရဲ့လုံခြုံရေးကိုအမြင့်ဆုံးစစ်မှားထားရှိပေးတာကိုပြသနေတာပါနောက်ဆုံးတစ်ချက်ကတော့အစားတောက်ပါဆွစ်ဇာလန်မှာစူပါမားကတ်တွေမှာရောင်းချတဲ့အစားအစာတွေမှာဒါရှိခံဒါရုပစ္စည်းတွေလုံးဝမပါဝင်ပါဘူးသူတို့ဟာကိုရိုင်းဆိုင်ပြုထားတဲ့တဘာဝလေယာထွက်ထုတ်ကုန်တွေကိုသာအားထားကြတာကြောင့်အစားအသောက်ကလက်ဆက်ပြီးတော့ကျန်းမာရေးနဲ့ညီညွတ်ပါသည်။ဒီအချက်တွေကိုခြုံငုံကြည့်လိုက်ရင် ဆွေဇလန်ဟာတင်းချက်တဲ့စည်းကမ်းတွေနဲ့လူသားဆန်တဲ့ကျင်းအောင်မှုတွေမြန်မာရဲ့အခွန်အခါနဲ့အစင်တမ်းမြင့်တဲ့လူမှုဘဝတွေကြောင့်မှပြီးပြည့်စုံတဲ့ဟန်ချက်တစ်ခုကိုရှာတွေ့ထားတဲ့နိုင်ငံတစ်နိုင်ငံဆိုတာတွေ့ရမှာပါပရိသတ်တွေရောဒီလိုနိုင်ငံမှာနေထိုင်ခြင်းကြလား